င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စစ်ကောင်စီတပ်ရဲ့ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှု၈နှစ်ပြည့်တဲ့အချိန်မှာပဲအချမ်းပတ်မင်းအွန်လိုင်းနဲ့စစ်ကောင်ဆောင်တွေကနိုင်ငံတကာတရားရုံးရှေ့မှာခေါ်ဆောင်ဖို့ SCCM ကတိုက်တွန်းလိုက်ပြီးဗြိတိန်နိုင်ငံကလည်းတရားမျှတမှုရရှိရေးအတွက်ဆက်လက်ပံ့ပိုးသွားမယ်လို့ထုတ်ပြန်လိုက်ပါတယ် စကိုင်းမြို့နယ်မှာအချက်ဖက်စကောင်စီရဲ့မင်းကွန်းနေမြေရက်စကန်ကနေကွန်းရဝဲပုထွက်လာတဲ့တက်ကြဲရဲလဲနိုင်စုကိုတော်လိုင်းတက်တွေကအရှင်ဖန်းစီရောက်မိထားပြီးသူ့ရဲ့ဖုန်းထဲမှာတော်လိုင်းရေးတပ်ဖွဲ့တွေကိုစိန်ခေါ်ထားတဲ့ message တွေကိုပါတွေ့ရှိထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်ခုပြမစုံတင်ဆက်ပေးခြင်းတဲ့တင်ကတော့အချမ်းဖတ်စစ်ကောင်စီတပ်ရဲ့ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုရှင်းနေပြတဲ့အချိန်မှာပဲအချမ်းဖတ်စစ်ကောင်ဆောင်မဲအွန်လိုင်းနဲ့ ချာစစ်ကောင်းဆောင်တွေကိုနိုင်ငံကတရားရုံးရှေ့မှောက်ခေါ်ဆောင်မှု SACM ကတိုက်တွန်းလိုက်ပြီးရေဒိန်နိုင်ငံကနေလေတရားမျှတမှုရရှိရေးအတွက်ဆက်လက်ပံ့ပိုးသွားမယ်လို့ထုတ်ပြန်လိုက်ပါတယ်။ဒါကတော့လွန်ခဲ့တဲ့၈နှစ်ကဖြစ်တဲ့2018ခုနှစ်ဩဂုတ်လ25ရက်နေ့မှာမြန်မာစစ်တပ်ဟာရခိုင်ပြည်နယ်မြောက်ပိုင်းမှာရိုဟင်ဂျာပြည်သူတွေအပေါ်ရရဆက်ဆက်လူမျိုးတုံးတပ်ဖြတ်အကြမ်းဖက်မှုတွေကျူးလွန်ခဲ့တယ်လို့ စစ်တပ်ကမိရှုဖြက်စီးတာတွေမဒိန်ကျင်တာတွေညှဉ်းပန်းနှိပ်စက်တာတွေလူမျိုးစုအလိုက်တုတ်တင်ရှင်းနေတဲ့လောက်ရက်တွေကိုစစ်ကောင်စီတပ်တစ်ခုလုံးကအဖွဲ့အစည်းလိုက်ကိုစနစ်တကျကျူးလွန်ခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီပြစ်စင်အတွင်းရိုဟင်ဂါပြည်သူတွေထောင်ပေါင်းများစွာတပ်ဖြတ်ခံခဲ့ရသလိုလူပေါင်း9သိန်းကျော်ဟာလည်းနေရက်ကိုစွန့်ခွာပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့ကြရတယ်လို့ဆိုထားပါတယ်အဲ့ဒီလိုရိုဟင်ဂျာလူမျိုးတို့တပ်ဖြတ်မှုကျူးလွန်သူတွေနဲ့ကြိုးကင်အမိန်ပေးသူတွေဖြစ်တဲ့မြန်မာစစ်တပ်ဟာ ဒီနေ့အချိန်ထိပြစ်ဒဏ်ကင်းလို့ခွင့်အပြစ်နဲ့လှုပ်ချင်ရလှုပ်လို့ရနေတုံးပဲဖြစ်သလိုအရင်ကရိုဂျာပြည်သူတွေကြုံခဲ့ရတဲ့အခြေအနေဇိုးတွေလိုမျိုးအခုတနိုင်ငံလုံးမှာကြုံတွေ့နေရပြီဖြစ်တယ်လို့ SCCM ကပြောထားပါတယ်အခုဆိုရင်အချက်ဖက်စကောင်စီတရဲ့ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုဟာရှစ်နှစ်ပြည့်မြောက်လာပြီဖြစ်သလိုအခုနှစ်ဖေဖော်ဝါရီလကလည်းအာဂျင်တီးနားနိုင်ငံတရားရုံးကနေမြန်မာစစ်ကောင်စီမင်းအွန်လိုင်းအပါအဝင်မြန်မာထိပ်တန်းအရာရှိ25ဦးကို ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်ဝရမ်းထုတ်ခဲ့တဲ့အပြင်အဲဒီမတိုင်ခင်၃လလောက်ကလေမဲအွန်လိုင်းကိုဖမ်းဆီးနိုင်မှုအတွက်ဝရမ်းထုတ်ပေးဖို့ ICC တရလို့ရှေ့နေကရှောက်ထားခဲ့ပြီးဖြစ်တယ်လို့ SACM ကပြောထားပါတယ်။အဲဒီအတွက်နိုင်ငံတကာအပိုင်းအဝိုင်းအနေနဲ့မြန်မာစစ်ကောင်းဆောင်မဲအွန်လိုင်းနဲ့အတူအခြားမြန်မာစစ်ကောင်းဆောင်တွေကိုရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့နိုင်ငံကတရားရုံးရှေ့မှောက်ကိုအမြန်ဆုံးခေါ်ဆောင်ပေးကြဖို့ SACM ကတိုက်တွန်းထားပြီးတစ်ဖက်က မြန်မာနိုင်ငံဆိုင်ရာဗြိတိန်တန်ယုံအကြီးကဲအန်ဒရူးဂျက်ဆန်ကလည်းရိုဟင်ဂျာအရေးအတွက်အကြမ်းဖက်ခဲ့တဲ့သူတွေကိုတာဝန်ခံမှုရှိအောင်တရားမျှတမှုရတဲ့အထိဆက်လက်ပံ့ပိုးသွားမှာဖြစ်တယ်လို့လေရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှု၈နှစ်မြောက်ဖြစ်တဲ့ဒီကနေ့ဩဂုတ်လ25ရက်နေ့မှာပဲထုတ်ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့စကိုင်းမြို့နယ်မှာအချက်ဖက်စကောင်စီရဲ့မင်းကွန်းနေမြေရဲစခန်းကနေကိုရဝဲဖို့ထွက်လာတဲ့တက်ကြက်ရဲလင်းနိုင်ဆိုသူကို တော်လိုင်းတက်တူကအရှင်ဖန်းစီရမိထားပြီးသူ့ရဲ့ဖုန်းထဲမှာတော်လိုင်းတက်ဖွဲ့တွေကိုစင်ခေါ်ထားတဲ့ message တွေကိုပါတွေ့ရှိရတယ်လို့ယူနီကွန်းပျောက်ကြားတက်ဖွဲ့ရဲ့တာဝန်ခံကရန်ကုန်ခေတ်တကိုပြောပါတယ်။လက်ရှိရန်ကုန်ခေတ်တကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလေအဲ့ဒီတက်ချက်ရဲလင်းနိုင်ဆိုသူကိုတော်လိုင်းရေးတက်တွေကလက်ပြန်ကြိုးတုပ်ဖန်းစီနေတဲ့အချိန်ငိုမဲ့မဲ့ဖြစ်နေတဲ့တပ်ပုံတပုံကိုလည်းအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့အော်ဂလ21ရက်နေ့ကပဲစကိုင်းမြို့နယ်မှာရှိတဲ့အချက်ဖက်စကောင်စီရဲ့မင်းကွန်းနေမြေရဲစခန်းကနေ 900ဝဲပို့ထွက်လာတယ်တမ33လက်အောက်ခံဆက်သွေးရေးနဲ့အင်ဂျင်နီယာတက်ကတက်ကြဲရဲလင်းနိုင်ဆိုသူကိုဒေါ်လန်ရေးတက်တွေကအရှင်ဖန်းစီရမိခဲ့တယ်ဆိုပါတယ်အဲ့ဒီတက်ကြဲရဲလင်းနိုင်စီကနေဖုန်းနှလုံးကိုပါဒေါ်လန်ရေးတက်တွေကတင်စီရရှိပြီးတဲ့နောက်ဖုန်းထဲကိုစစ်ဆေးလိုက်တဲ့အခါမှာအဲ့ဒီတက်ကြဲရဲလင်းနိုင်ဆိုသူဟာတေမင်းတမန်နာမည်နဲ့ဒေါ်လန်ရေးတက်တွေကို Telegram ကနေစိန်ခေါ်ထားတဲ့ message တွေကိုပါတွေ့ရှိခဲ့တယ်လို့ Unicorn ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ခံကပြောထားပါတယ်လက်ရှိမှာတော့ အဲ့လိုတော်လိုင်းတက်တွေကို online ဘောကနေအားချောင်းပြီးတော့စိန်ခေါ်ထားတယ်တက်ချက်ရဲလနိုင်ဆိုသူကိုဒေါ်လိုင်းရဲ့ပေါ်တွေကဆက်လက်ဖန်ဆီးထားပြီးစစ်စင်းမှုတွေလှုပ်ဆောင်နေတယ်လို့လိုအပ်တဲ့အရေးယူမှုတွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ Unicorn ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချက်ဖတ်စစ်ကောင်စီလက်အောက်ခံတောင်ကြီးမြို့ချက်ချင်းဒီဥက္ကဋ္ဌလေတပ်ဘုံမဟောင်းညီညီဆိုသူကစစ်ဘေးရှောင်ပြည်သူတွေအတွက်နိုင်ငံတကာကပေးထားတဲ့အကူအညီတွေအပါအဝင် ပြည်တွင်းပြည်ပကလှူဒန်းထောက်ပံ့ငွေတွေကိုပါအလွဲသုံးစားလုပ်မှုဖြစ်ပွားနေတယ်လို့ TGI Sport Revolution ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။အဲ့ဒီအချမ်းပတ်စစ်ကောင်စီတက်ရဲ့ဘုံမှုဟောင်းညင်ညီဆိုသူဟာ DSA အပစင်51ကြောင်းစင်းဖြစ်ပြီးဘုံမှုအစ်စ်နဲ့ရန်ကုန်အခြေစိုက်မှော်ပြီးလီတက်ကနေအလုတ်ဖြုတ်ခံရပြီးတော့တောင်ကြီးမြို့အခြေစိုက်ရှမ်းပြည်နယ်တောင်ပိုင်းချက်ချီနီအသိန်းဥက္ကဋ္ဌအဖြစ်ပြောင်းရွှေ့ခံရသူဖြစ်တယ်လို့ဆိုပါတယ်။သူတောင်ကြီးမြို့ကိုရောက်ပြီးတာဝန်ယူတဲ့အချိန်ကလေးက တခြားတိုင်းနယ်ပြည်နယ်တွေကချက်ချင်းဒီအသင်းတွေလူမှုကူညီရေးအသင်းတွေ NGO အဖွဲ့အစည်းတွေကိုရှမ်းပြည်နယ်တောင်ပိုင်းကမြို့နယ်တွေအတွင်းဝင်ရောက်ခွင့်မပေးတော့ဘဲပိတ်ပင်တားဆီးခဲ့တယ်လို့လည်းသိရပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်နှစ်ကုန်မှာရှမ်းပြည်နယ်တောင်ကြီးမြို့ကိုချက်ချင်းဒီအသင်းဥက္ကဋ္ဌအဖြစ်ရောက်လာတဲ့အဲ့ဒီလေတပ်ဘုံမှုဟောင်းညင်ညီဆိုသူကစစ်ပေးရှောင်ပြည်သူတွေအတွက်နိုင်ငံကပေးထားတဲ့အကူအညီတွေအပါအဝင်စစ်ပွဲတွေနဲ့ပြည်တွင်းပဋိပက္ခတွေကြားဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် ကမ္ဘာစားနပ်ရိက္ခအစီအစဉ် WFP နဲ့နိုင်ငံတကာကပေးအပ်ထားတဲ့အကူအညီတွေပြည်တွင်းပြည်ပအလူရှင်တွေကလှူဒန်းထားတဲ့ငွေကြေးတွေပစ္စည်းတွေနဲ့ချက်ချင်းဤအသိပိုင်းပစ္စည်းတွေကိုဈေးကွက်အတွင်ပြန်လည်ရောင်းချပြီးတော့သူ့ရဲ့ကိုကြိုးအတွက်အသုံးပြုနေတယ်လို့ TGI Sport Revolution ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။အဲ့ဒီတောင်ကြီးမျိုးချက်ချင်းဤအသိဥက္ကဋ္ဌလေတက်ဘုံမဟောက်ညင်းကြီးဆိုသူဟာအချက်ဖတ်စကောင်စီရဲ့တောင်ကူလေတက်နဲ့မိတိလာလေတက်မှာဤပညာဆရာလို့လည်းသိရတဲ့အပြင် သူဟာလီတက်ရဲ့ဗိုလ်မှူးအဆင့်နဲ့ထုတ်ပယ်ခံရသူဖြစ်တယ်လို့သူကိုတောင်ကနေရန်ကုန်မော်ပြီးလီတက်ကိုပို့ပြီးမှအဲဒီကနေယာဒူးပြုတ်ပြီးတော့တောင်ကြီးကိုအရက်ဘတ်တောင်ဝင်နဲ့ပြောင်းလာတာဖြစ်ပြီးသူ့ရဲ့အမျိုးသမီးကလက်ရှိတောင်ကြီးမြို့အမှတ်112ဆက်သွယ်ရေးတပ်နားမှာတန်းကျွယ်စတိုးဆိုင်ဆိုပြီးစိုက်ခတ်ကြီးကြီးဖွင့်ထားသေးတယ်လို့လည်းသိရပါတယ်။ဒါပြင်အဲ့ဒီအချက်ဖက်စကောက်စီလက်အောက်ခံတောင်ကြီးမြို့ချက်ချင်းဒီဥက္ကဋ္ဌလေတပ်ဘုံဟောင်းညီညီဆိုသူကစပေးရှောင်းပြည်သူတွေအတွက် နိုင်ငံတကာကပေးထားတဲ့အကူအညီတွေအပါအဝင်ပြည်တွင်းပြည်ပကလှူဒန်းထောက်ပံ့ငွေတွေကိုပါသူ့ကိုယ်ကျိုးအတွက်အလွဲသုံးစားလုပ်နေရုံနဲ့မကတခြားတိုင်းနဲ့ပြည်နယ်အတွင်းကချက်ချင်းဤအသိအဖွဲ့တွေနဲ့လည်းမကြာခဏစကားများရံဖြစ်ပြီးကြံတန်းရုပ်ရင်းတဲ့စကားတွေနဲ့ဆက်ဆိုချိန်ပေါင်းတတ်သူဖြစ်သလိုအော်ဂိုလာ21ရက်နေ့ကဆိုရင်ရမ်းမီနယ်မြောက်ပိုင်းလာရှုမြို့အခြေစိုက်ချက်ချင်းဤအသိကအဖွဲ့ဝင်တွေကိုလည်းကိုထိလက်ရောက်ကျူးလွန်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါပါခင်ဗျာတဖက်မှာတော့ အချက်ဖတ်စစ်ကောင်စီတပ်က DNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်ကိုလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ရဲသားပြည်သူနှစ်ဦးသေဆုံးထားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့အခုလာ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချက်ဖတ်စစ်ကောင်စီတပ်က DNL ထိန်းချုပ်ထားရာကြောင်မဲမြို့နယ်မှာရှိတဲ့ရဲသားပြည်သူတွေနေထိုင်ရာကြောင်ကုန်းကျေးရွာကိုလေနဲ့လာပြီးပေါင်900ဘုံတွေကျဲချသွားတယ်ဆိုပါတယ်။အဲ့ဒီလို့ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရဲသားပြည်သူနှုတ်ဦးတေဆုံးခဲ့ရပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားပြီးစစ်ကောင်စီကရဲသားပြည်သူတွေနေမတိတိကြီးနဲ့ဂျင်းရွာတဲကိုတမင်တွေကပုံကျဲသွားတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်ဒီကနေ့ဩဂုတ်လ25ရက်နေ့မနက်ပိုင်းမှာလေအဲ့ဒီကြောင်မဲမြို့နယ်ကရဲသားပြည်သူတွေနေထိုင်ရာပိနေကုန်းဘက်ကပါစစ်ကောင်စီတပ်ကလေနဲ့လာပြီးထပ်မံပုံကျဲသွားပြန်တယ်လို့ဒီကိမှုအခြေအနေကိုမသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောထားပါသေးတယ်။လာတို့ အခုလာ20ရက်နေ့ကလည်းအဲ့ဒီလိုပဲ DNA ထိန်းချုပ်ထားရကြောင်မဲမြို့နယ်ပင်တီကျေးရွာနယ်ပင်တီဖုံကြီးကျောင်းကိုအချက်ဖက်စကောင်စီတပ်ကလိန်နဲ့လာပြီးဘုံကျဲသွားခဲ့မှုကြောင့်လည်းစစ်ရှောင်းပြည်သူ10ဦးသေဆုံးခဲ့ရပြန်တဲ့အပြင်နောက်ထပ်ပြည်သူ12ဦးကဒဏ်ရာရရခဲ့ပါသေးတယ်။ဒါပေမဲ့မတော်စစ်ကောင်စီရဲ့တောင်းဆိုမှုကြောင့်တရုတ်နိုင်ငံက DNA အပေါ်ဂျာဝင် PRP ဝင်ရောက်ဆုတ်ဖက်လာတဲ့အတွက်နောင်ချိုမြို့ကနေ DNA ကစုတ်ခွာပေးထားတာတော့စစ်ကောင်စီတပ်က DNA သိမ်းပိုက်ထားတဲ့ရှမ်းမြောက်ကမြို့တွေကိုပြန်လည်လိုချင်နေပြီးပြီး ဒီနိုင်ငံကနေတဆင့် PRP ခိုင်းတာတွေအပြင်မြေပြင်မှာလည်းစစ်ကြောင်းထိုးတာတွေလုပ်နေုံနဲ့မကဝေဟင်ကနေလည်းအခုလို TNL ထိမ့်ချုပ်ထားရကြောင်မဲမျိုးကအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးဘုံကျဲတက်ခိုက်တာတွေလုပ်နေတာဖြစ်တယ်လို့ဒေတာတွင်းသတင်းရှင်းမိကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကမ်ပလူးမြို့နယ်ကျေးပင်အပ်ကျေးရွာကပြည်သူ၄ဦးကိုအချက်ဖက်စကောင်းစီတက်ကဖမ်းဆီးတပ်ဖြတ်လိုက်တဲ့အပြင်ရုပ်လောင်းတွေကိုမိရှုဖျောက်ဖျက်ခဲ့ပြီး ဂျေရွာစတဲ့ကျောင်းအပါဝင်ရွာလုံးကျွန်းနီးပါးမိလောင်ပြချသွားပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့အော်ဂလာ၁၉ရက်နေ့ကပဲကမ်လူမျိုးနဲ့ဂျေပင်အဂျေရွာကိုအချက်ဖက်စကောင်စီရဲ့ခမရ363တိုင်ရင်ကစစ်သားတွေနဲ့ပူစောတီတွေဝင်ရောက်လာပြီးတဲ့နောက်ထွက်ပြေးလို့မလွတ်တဲ့ပြည်သူ၄ဦးကိုပါဖမ်းဆီးတပ်ဖြတ်လိုက်ကြတယ်ဆိုပါတယ်။အဲ့ဒီနောက်စစ်ကောင်စီတပ်သားတွေဟာ သူတို့ဖမ်းဆီးတပ်ဖြတ်လိုက်တဲ့ပြည်သူ၄ဦးရဲ့ရုပ်အလောင်းတွေကိုလည်းမီးရှို့ဖျောက်ဖျက်ခဲ့ပြီးခြေရွာစာတင်ကြောင်းအပါဝင်ရွာလုံးကျွန်းနီးပါးမီးလောင်ပြကျသွားပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲဒီလိုချက်ဖက်စကောင်စီတပ်သားတွေတပ်ဖြတ်ခဲ့တဲ့ပြည်သူ၄ဦးတဲကပြည်သူတို့ဦးဟာအသက်50ကျော်အရွယ်ဦးမိုးညိုဆိုသူဖြစ်ပြီးကျန်တဲ့အုံကမြည်သူမြီဝါဖြစ်တယ်ဆိုတာမသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။အဲ့ဒီအချက်ဖတ်စကောင်စီတက်စစ်ကြောင်းဟာ ။ဩဂုတ်လ16ရက်နေ့ကထိန်တော်ကျေးရွာကိုဝင်ရောက်တဲ့အချိန်မှာလေအသက်80ကျော်အရွယ်အဖွားဦးတဦးကိုအုပ်စုဖွဲ့မဒိန်ကျင်ပြီးလေပင်ညှက်တက်ခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။တဖက်မှာတော့မကွေးတိုင်းပေါင်းမြို့နယ်ကပေခွနပင်ချေရွာကိုအချက်ဖက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးနေမှုကြောင့်ပြည်သူတွေရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကရုံခစ်တစ်ကိုပြောပါတယ် ဒါကတော့ဒီကနေ့ဩဂုတ်လ25နေ့မနက်ပိုင်းမှာပဲဒီတုတ်ကွင်းခြေရွာမှာတဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတီတွေပေါင်းပြီးပေခွန်းပင်ခြေရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီအချိန်ပြည်သူတွေလည်းဘေးလွရာကိုထွက်ပြေးတန်းရှောင်ခဲ့ရပြီးစစ်ကောင်စီတပ်သားတွေကတော့ခြေရွာဒက်ကနေအိမ်တွေကိုအကြောင်းမဲ့မိရှုဖြတ်စည်းနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်လက်ရှိမှာတော့ခြေရွာတွေကနေအိမ်တွေဘလောက်တောင်မိလောင်ပျက်စီးသွားပြီလဲဆိုတာမသိရသေးသလိုခြေရွာနေပြည်သူတွေကတော့နေအိမ်တွေမိလောင်နေတာကို ဒီအတိုင်းကြည့်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာအခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံမြဝတီမြို့နယ်စပ်မှာရှိတဲ့ထိုင်းနိုင်ငံဘက်အချမ်းကမဲဆောက်မြို့မှာဈေးမှာမြန်မာဈေးသည်တွေအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီးတဲ့နောက်ထိုင်းအာဏာပိုင်တွေကဈေးတွေကမြန်မာဈေးသည်တွေကိုဝင်ရောက်ဖမ်းဆီးနေတယ်လို့မဲဆောက်မြို့နေမြန်မာတွေကပြောပါတယ်ဒါကတော့အခုရပ်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံမဲဆောက်မြို့မှာဈေးမှာမြန်မာဈေးတွေအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုတွေဟာအ ਨੇ ဆုံးရန်ပွဲ၄ပွဲထက်မနည်းဖြစ်ပွားခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီလိုရန်ဖြစ်တဲ့အချင်းမြန်မာဈေးတွေဟာဒုတ်တွေဓာတ်တွေဆွဲပြီးကိုတိလက်ရောက်ထိုးနှက်မှုတွေအထိကျူးလွန်ခဲ့ကြတယ်လို့လည်းမျက်မြင်တွေကပြောထားပါတယ်အဲ့ဒီနောက်ဒီကနေ့ဩဂုတ်လ25ရက်နေ့မနက်ပိုင်းမှာတော့ထိုင်းအာဏာပိုင်တွေကအဲ့ဒီမဲဆောက်မြို့မှာဈေးကိုရောက်လာပြီးမြန်မာဈေးတွေကိုဝင်ရောက်ဖမ်းဆီးနေတယ်လို့ခွင့်ပြုချက်မရှိဘဲဈေးရောက်နေတဲ့မြန်မာဈေးတွေမှန်သမျှဖမ်းဆီးနေတာဖြစ်ပြီး သူတို့ရောင်းတဲ့ကုန်ပစ္စည်းတွေပါတခါတည်းသိမ်းဆီးသွားတယ်လို့မဲဆောက်မြို့နေမြန်မာတွေကပြောထားပါတယ်။ဒါနဲ့ပတ်သက်ပြီးမဲဆောက်မြို့နေမြန်မာတို့ကတော့ဒီလိုဈေးထဲမှာမြန်မာအချင်းချင်းရံဖြစ်ကြတဲ့ကိစ္စဟာမသင့်တော်သလိုဒါဟာကိုယ်နိုင်ငံမဟုတ်ဘူးဆိုတာကိုလည်းသတိထားရမှာဖြစ်ပြီးထိုင်းမှာမြန်မာတွေဈေးရောင်းပိုင်ခွင့်မရှိတာကိုနားလည်မှုနဲ့ဈေးရောင်းခွင့်ပေးထားတာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကသတိထားနေရမှာဖြစ်သလိုငိုကလေးကမှထိုင်းရဲတွေဟာမြန်မာစုဖမ်းချင်နေတာဖြစ်တဲ့အတွက်အခုတော့အစစ်ဆေးတွေပို့ပြီးတင်းကျပ်လာပြီလို့ပြောထားပါတယ် လက်ရှိထိုင်းနိုင်ငံမဲဆောက်မြို့မှာအထောက်ထားအပြည့်စုံနဲ့နေထိုင်တဲ့မြန်မာတွေရှိသလိုအထောက်ထားမရှိဘဲခိုးလုံနေရတဲ့မြန်မာတွေလည်းရှိတဲ့အတွက်အထူးသတိထားနေထိုင်ကြဖို့ကိုလည်းမဲဆောက်မြို့နေမြန်မာတအုပ်ကပြောထားပါသေးတယ်။အဲ့ဒီမဲဆောက်မြို့မှာဈေးအတွင်းမြန်မာချင်းချင်းရံပွဲတွေမကြာခဏဖြစ်လေရှိပေမဲ့အခုရပိုင်းအတွင်းဖြစ်ပွားကြတဲ့မြန်မာချင်းချင်းရံပွဲတွေဟာအောက်စုလိုက်ဖြစ်ပွားကြတဲ့အတွက်ထိုင်းနိုင်ငံသားတွေကြားမှာဝေဖန်မှုတွေလည်းမြင့်တက်နေတယ်လို့သိရပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ပါ